လေးပတ်တဆာတွေကိုပြောချင်ပါတယ်ဗျခင်ဗျားတို့ဇီကနေရင်နာဘက်ကနေဦးစင်းတို့အရှင်ဖန်းခံလိုက်ရတဲ့ပတ်တဆာတွေအခုပြန်ပြီးမှလွတ်လာတယ်လွတ်လာတဲ့အခါမှာခင်ဗျားတို့ဒီထဆာရောက်လဲအကြောင်းမကြားတယ်လို့စရဖောက်ကိုလည်းအကြောင်းမကြားဘူးစစ်နယ်မြေတွေကိုလည်းခင်ဗျားတို့ဒီအကြောင်းမကြားဘူးဘာတဘောနဲ့ခင်ဗျားတို့ဒီအကြောင်းမကြားတာလဲဘာလဲသူတို့တွေက PDF ကလွှဲတဲ့ဟိုဟာတွေဒလန်နေလားဒီဦးစင်းတို့မန္တလေးမှာလှုပ်ရှားမှုမှန်တယ်များကိုပို့နေရလားအဲ့တော့ပြည်သူ့စစ်ကောင်းဆောင်တွေခင်ဗျားတို့လွတ်လာတဲ့ အရှင်လွတ်ထားတာဝန်းသာပါတယ်အဲ့တော့ခမောင်တို့ထားစားရအောင်ပို့ရင်ပို့စားရဖောက်ပို့ရင်ပို့ဒါမှမဟုတ်နန်းတို့ရင်ပို့ရင်ပို့မပို့ဘူးဆိုလို့ရှိရင်ခမောင်တို့ရဲ့နာမည်တွေကျုပ်ထုတ်ပြောရလိုက်မယ်ဒါပဲဥစဉ်တတိပေးခြင်းပါတယ်နော်ဖမ်းဖို့မဥစဉ်နဲ့အာမခံတယ်ခမောင်တို့လူမဖမ်းစေရဘူးထောင်မကျစေရအောင်အာမခံတယ်ဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာတာလဲဆိုတော့ခမောင်တို့တွေအဖြေကောင်းကောင်းမှုမပေးဘူးပတ္တဆခေါင်းဆောင် ဘုဒ္ဓဘဝဆိုတာမပြောသေးဘူးခင်ဗျချက်ချင်းလည်းငယ်ထသရဖြစ်ဖြစ်စရဖဖြစ်ဖြစ်နန်းတို့ဖြစ်ဖြစ်ချက်ချင်းပို့ပေးပါလို့ပေါ့ကတော့မေတ္တာရခိုင်ကြီးပါလေဗျအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရှေ့တန်းမှာဖန်းစည်းခံရတဲ့ပြည်သူစစ်တွေပြန်လွတ်လာသည့်အပေါ်ပောက်ကွဲနေတဲ့ပောက်ကူတော်ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာအဲမျိုးရီမင်္ဂလာပါဗျဒီနေ့က29ရက်6လပိုင်း2025ဖြစ်ပါလေဗျဒီနေ့ထူးခြားတဲ့တဲ့ရင်ပေါ့နော် ဒီ UNG ကခံထားတဲ့တရားသူကြီး CDN ရဲ့ဝေကျွေးပေါ့နော်ကံကြမ္မာဘဝမကူးဆိုတဲ့ဘွာလေးနဲ့ပြောပြချင်ပါတယ်ဗျဒီ CDN ကဘယ်ရလဲဆိုလို့ရှိရင်ဥစဉ်တို့ပေါက်မြို့ပါပဲဖြစ်ပါတယ်ဗျာနော် CDN ဒီပေါက်မြို့ပေါက်ချောင်းတို့ပေါက်ချောင်းသားတွေလည်းဒါခင်ဗျားတို့အနေနဲ့ကတော့ဝန်နာဆရာစကားလို့လည်းပြောလို့ရပါတယ်ဗျာနော်ပေါက်ချောင်းဆရာတော်ကြီးကိုဒါလက်ဆက်သွားတဲ့ဟိုပါပေါ့ Yes CDN C2 off C2 off ပေါ့နော် Yes C2 off က23ရက်နေ့က နှစ်ဆက်သုံးရနေရတက်မတော်ရဲ့လင်ရောက်တင်ဆုံးသွားတာပေါ့နော်တင်ဆုံးသွားတယ်ဆိုတာကရိုးရိုးတင်ဆုံးတာမဟုတ်ပါဘူးဗျဘလို့တင်ဆုံးသွားရလဲဆိုလို့ရှိရင်စီတူအောင်ကဘလို့ထိစီတူအောင်က ING ကနေခံထားတဲ့တရားသူကြီးသူတို့ရဲ့တရားရုံးလေးကဘယ်မှာရှိရလဲဆိုရင်ကြောက်ကမှာရှိတာကြောက်ကရွာမှာရှိတာနော်ကြောက်ဦးရွာပေါ့ကြောက်ဦးရွာဒီပေါ့မြို့နယ်ကြောက်ဦးရွာမှာရှိတာအဲ့ကြောက်ဦးရွာရဲ့တောထဲမှာတို့တို့တရားရုံးလေးလုပ်ထားတယ်စီတူအောင်ကပတ်ဟိုပါပေါ့နော် ING ကနေဘသူ့ကိုတက်လိုက်ဘသူ့ကိုလွှတ်လိုက်ဘသူ့ကိုလုံးလိုက်ဆိုတော့အမိတ်ချတာပေါ့ကြာ ING ကနေပြစ်ထားတာကို နော်သူကဥပဒေကြောင့်လည်းနည်းနည်းနားလေတော့အဲ့တော့စီတူအောင်မှာအဲကြောက်ဥရွာမှာပဲသူမိမရောပါဆိုရန်ချမ်းလာတာပေါ့နော်လူလူမိမဆိုလို့ရှိရင်လက်ကောက်မှာဆိုရင်ဒါလက်ကောက်တူဆိုရင်ဒေါင်းတော့ရှိတယ်ဗျာနော်တည်နေရပဲဆွဲကျိုးဆိုလဲ30လောက်ကုန်းဒါဝစ်ထားတဲ့အနေထားနော်ရွှေရတော့တည်နေရပဲပေါ့ဗျာနော်ဒီတရားသူကြီးခတ်ထားတာဟုတ်ဗျာအရင်ရွှေနေနော်အာစီတူအောင်တရားသူကြီးခတ်ထားတော့ခဏတည်းအတိုင်းပဲလေဗျာအပေါင်းမျိုးနယ်မှာဒါဖြစ်တဲ့များဟာတက်ဖြတ်မှုတွေကဒီစီတူအောင်ကိုယ်တိုင်ကလည်းဦးစိုးစိုးကပြောခဲ့တယ်ပေါ့ချောင်းဆရာတော်ကြီးကိုလက်ဖြတ်ပြီးတက်ခဲ့တာ ဘယ်လိုနဲ့တက်ခဲ့ရလဲဆိုရင်စီတူအောင်နဲ့ဝင်နဝင်နဆိုတာကကင်းပါပါစီတူစီတူအောင်ဆိုတာကကြောက်ကြတာနော်ကြောက်ကြတာကြောက်ကြတာဝင်နနဲ့ပေါင်းပြီးမှပေါချောင်းဆရာတော်ကြီးကိုတိုက်ပြီးတော့ပေါချောင်းဆရာတော်ကြီးကိုလဲဖြတ်ပြီးမှပေါချောင်းဆရာတော်ကြီးရဲ့ကားကိုယူသွားတယ်အဲ့ဒီမှာ23ရဲ့နေကတမတော်ကနေလင်းချတယ်တမတော်ကနေလင်းချတဲ့အခါမှာစီတူအောင်ဒီရိုးရိုးတရားမဟုတ်ဘူးလဲမင်းပြတ်တယ်လဲမင်းမှပြတ်သွားတယ်နော်လဲမင်းပြတ်တယ်ခြေတော့ပြတ်တယ် ရဲဆက်ဆက်တရားပေါ့ဗျာစီတူအောင်နေလားဆိုတော့မဟုတ်ပါဘူးစီတူအောင်ရဲ့မိန်းမပါခြေတော်နှချောလုံးပြတ်ပြီးမှလွတ်ထွက်လွင်ပြီးမှနေရာတွင်ပေါ်ခြင်းပြီးတည်ပါတယ်စီတူအောင်ရဲ့ခလေးကတော့နော်အစအနာတော့ပွက်ဆက်တဲ့တော့ပေါ့ဗျာအသားတွေပါပွက်ဆက်တဲ့တော့ပေါ့နော်ဒါခမောင်းရဲ့မျက်စိထဲမှာကြည့်လိုက်ဒါတက်မတော်ကလင်းနဲ့ချလိုက်လို့စီတူအောင်ပြေသွားတယ်စီတူအောင်လေးပြတ်သွားတယ်စီတူအောင်မိန်းမခြေတော်နှချောလုံးပြတ်သွားတယ်ခလေးကတစားစီဖြစ်သွားလို့ခမောင်းရဲ့မျက်စိထဲမှာတက်မတော်ကိုအပြစ်မြင်လိုက်မယ်ဒါအပြစ်မြင်လို့မဟုတ်ပါဘူးကိုယ်ဆိုတာဘဝမကူပါဘူး စီတူအောင်လက်ဖြိုက်ပြီးတက်လိုက်တဲ့ပေါ့ချောင်းဆရာတော်ကြီးဟာတကယ်ကိုကိုကျင်တရားနဲ့ပြည့်စုံတဲ့ရက်ရွာအကျိုးကိုပေါ့ချောင်းရွာကြီးရဲ့အကျိုးကိုပေါ့ချောင်းရွာပြည့်စုံတာတန်ဖိုးဖြတ်လို့မရတဲ့ဆရာတော်လို့ပြောလို့ရတယ်။တစ်ချိန်ကတန်ခါနိုင်ကအိုအန်အန်ဒီအစိုးရလက်ထက်ကတန်ခါနိုင်ကဥက္ခရာလည်းဖြစ်ခဲ့ဘူးတဲ့။နော်တန်ခါနိုင်ကဥက္ခရာလည်းဖြစ်ခဲ့ဘူးတဲ့။တကယ်ကိုဆရာတော်ကြီးဟာတမတ်တမတ်ကြတဲ့ဆရာတော်ကြီးအနေရိုးတယ်ရက်ရွာအကျိုးမှာဒါထက်တန်းကျောင်းလောက်ထိဖွင့်ထားတဲ့ဆရာတော်ဘုရားကြီးကိုဒါသူတို့အထောက်ခံလို့ပေါ့ကျောင်းဖွင့်တယ်လို့ပြောတော့ကျောင်းဖွင့်တဲ့အတွက်ကြောင့်လက်ဖြတ်ပြီးမှရက်ဆင်ဆင်တက်သွားတယ် စူတူအောင်လဲဒီတိုင်းပဲရဲစစဲနိုင်င်းပြပြီးတည်တယ်စူတူအောင်မိမတွေရဲစစဲချောင်းနှောင်းလို့ပြတ်ပြီးမှလွှတ်လို့ပြီးတည်တယ်စူတူအောင်ရဲ့သားလေးတွေလည်းရဲစစဲခိုင်လုံတဲ့တရင်တွေကိုဒါဥစဲစီကိုပေးပို့ထားခြင်းဖြစ်ပါတယ်ဗျာနော်ဒီတရင်နဲ့ပတ်သက်ပြီးမှဦးစင်းတို့ကတော့ပုံမလင်းလင်းပြောရင်ပေါက်တရင်နဲ့ပတ်သက်ရင်တော့မိတာတကမာလေးမိတာရဲ့တရင်တွေကိုကြည်တာများတယ်ဗျာဘာလို့သူ့ဆဲကနေမှဦးစင်းကကောက်နှုတ်ချက်ချရတာဟောမိတာထဲကလေယုတ်ဝတ်တရင်လေးတစ်ခါလေးပေါ်ပေါ်လာတယ်အဲ့ပေါ်ပေါ်လာတဲ့ဟာလေးတွေပဲဦးစင်းကကောက်နှုတ်ပြီးမှချရတာ အဲ့တော့ဒါကဒီတင်းနဲ့ပတ်သက်ပြီးဒါကမှမိတာကိုလည်းပေါ့ကိုတော်အနေနဲ့ကျေးဇူးတင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်နော်။ဘာပြောပြောပါအမြင်မတူပေနဲ့ခမရရဲ့တင်းနေကြောင့်တမတော်အတွက်ဒါအထောက်အကူပြုတဲ့အတွက်ကြောင့်အတိုက်ထက်မကကိုကျေးဇူးတင်ပါတယ်နော်။အဲ့တော့ဝစ်ဆိုတာဘောကမကူတာပေါ့ဗျာနော်။နောက်တစ်ခုကတော့ဦးစင်းတို့ဘာလဲဆိုလို့ရှိရင်နောက်တစ်တင်းတစ်ခုကတော့မရယာမန်လေးတိုင်းမရယာတင်းလေးကိုဒါပြောချင်ပါတယ်ဗျာနော်။မန်လေးတိုင်းမရယာတင်းကတော့စကူမျိုးတယ်မှာတဲ့ဗရက်တွေအချင်းချင်းအပြန်အလှန်ပြစ်တတ်နေကြတယ်ခင်ဗျာတနက်တန်နေလဲမျိုးကြပါတော့ ။ဘာကြောင့်ပြစ်တာလဲဆိုရင်နဲ့တပည့်ချင်းဘက်ကပြန်လာတဲ့အဖွဲ့ကိုမရေယာကိုချက်ချင်းလွှင့်လို့တဲ့။တပည့်ချင်းဘက်ကပြန်လာတဲ့ PDF အဖွဲ့တွေကို DDN နဲ့ဟိုပါ DDN ရနေမှာ PDF ကိုပါဘသူတို့ဗရက်ခေါင်းဆောင်တွေရနေမှာချက်ချင်းလည်းငယ်မရေယာကိုတွတ်ပြီးမှတိုက်ခိုင်းလို့မရေယာညွတ်တိုက်ပွဲလုတ်ခိုင်းလို့အတွက်ကြောင့်အချင်းချင်းပြစ်ခတ်တယ်လို့ဦးစင်းတို့ကြားသိရပါတယ်ဗျာနော်။အဲဒါစင်ကူတတိလေးပါဗျာနော်။အဲ့တော့ပြောရလို့ရှိရင်တော့အချင်းချင်းတွေပြစ်တတ်ကြအချင်းချင်းတွေချနေကြတော့ဒီစင်ကူရဲ့တပည့်ချင်းမှာတော့ PDF တွေနဲ့ DDN တွေရဲ့ ဒါ DNA DNA ရဲ့ရုံမာမှုတွေကိုလည်းတချို့ PDF တွေကမခံမရနိုင်ဖြစ်ပြီးမှရှစ်လျှောက်ပြီးလည်းသူတို့တွေအလင်းဝင်မှုတွေအများကြီးရှိပါတယ်ဗျာနော်ပြည်သူများအားလုံးပြောချင်ပါတယ် PDF တချို့တွေအမြင်မှန်ရပြီးမှတမတော်စီကိုအလင်းဝင်မဲ့ PDF တွေနောက်နောက်ဆိုတော့ပေါ်ထွန်းလာတော့မှဆိုတော့လည်းသိချင်ပါတယ်နောက်တစ်ခုကတော့မန္တလေးပတ်တဆာတွေကိုပြောချင်ပါတယ်ဗျာခင်ဗျားတို့ဇီကနေဂျင်နရာဘက်ကနေဦးစင်းတို့အရှင်ဖန်ခံလိုက်ရတဲ့ပတ်တဆာတွေအခုပြန်ပြီးမှလွတ်လာတယ်ပြန်လာတဲ့အခါမှာခင်ဗျားတို့ဒီထားစားရအောင်လဲအကြောင်းမကြတယ်လို့စားရဖောက်ကိုလည်းအကြောင်းမကြဘူးစစ်နယ်မြေတွေကိုလည်းခင်ဗျားတို့ဒီအကြောင်းမကြဘူး ။ဘာတဘောနဲ့ခနာတို့တွေအကြောင်းမကြတာလဲ။ဘာလဲသူတို့တွေက PDF ကလွှဲတဲ့ဟိုဟာတွေဂလန်နေလား။ဒီဦးစင်းတို့မန္တလေးမှာလှောက်ရှားမှုမှန်တယ်မြောက်ကိုပို့နေရလား။အဲ့တော့ပြည်သူစစ်ကောင်းဆောင်တွေခနာတို့လွတ်လာတဲ့အရှင်လွတ်လာတာဝန်းတာပါလေ။အဲ့တော့ခမားတို့ထားစားရအောင်ပို့ရင်ပို့စားရဖောက်ပို့ရင်ပို့ဒါမှမဟုတ်နန်းတို့ရင်ပို့ရင်ပို့မပို့ဘူးဆိုလို့ရှိရင်ခမားတို့ရဲ့နာမည်တွေကိုထုတ်ပြောရလိုက်မယ်။ဒါပဲဦးစင်းတတိပေးချင်ပါလေနော်။ခမ်းမမဦးစင်းနဲ့အာမခံနဲ့ခမားတို့တွေမှာဖမ်းစရာဘူးထောင်မကြစရာအာမခံနဲ့ဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာတာလဲဆိုတော့ခမားတို့တွေအဖြေကောင်းကောင်းမှုမပေးဘူးပတ္တဆာခေါင်းဆောင် ဘသူပဲပါဆိုတာမပြောသေးဘူးခင်ဗျချက်ချင်းလည်းငယ်ဖသာရဖြစ်ဖြစ်စားရဖဖြစ်ဖြစ်နန်းတို့ဖြစ်ဖြစ်ချက်ချင်းပို့ပေးပါလို့ပေါ့ကတော့မေတ္တာရခံကြပါလေဗျအားလုံးဒါပါပဲဗျစစ်ကောင်စီမိုက်ခရိုကင်းထောက်ထုံးများတုံးလာကြောင်းတတိပေးစစ်ကောင်စီတပ်ကစစ်ဖက်တုံးအစင်မြင့်နီးပညာတုံးမိုက်ခရိုကင်းထောက်ထုံး military micro drone ဖြစ်သည့် Rotary UF များကိုအသုံးပြုလာနေ၍တော်လှန်ရေးတပ်များအထူးသတိပြုရန်မြန်မာစစ်ပွဲရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့မဇာဟီကထုတ်ပြန်ထားသည့်ရင်ဒရုန်းများဖြင့်တပ်တီတပ်လုံများကိုကြိုတင်ထောက်လှမ်းရယူခြင်းတိုက်ခိုက်မှုများအတွက်ရှေ့ပြေးကင်းထောက်မှုအကောင်းလာသည့်အတွက်တော်လှန်ရေးတပ်များအနေဖြင့်တပ်ဖြောက်ပုံဖြတ်မှုများအထူးသတိပြုကြရန်အကြံပြုကြောင်း မစ္စည်းအဖွဲ့ဝင်တဦးကမဲခေါင်ကိုပြောသည်စစ်တပ်ကတက်ချက်ကြီးအစင်းနဲ့ပညာရေးအားကောင်းသူတွေကိုရမဲတင်းစက္ခရာတုံးမှာတင်နှံပေးနေတဲ့ခုဆိုစစ်ကြောင်းတွေမှာတော့တုံးလာပြီးတည်ရတယ်။ကိုတက်တွေဘက်ကလည်းမိုက်ခရိုဒရုန်းတွေအကြောင်းနဲ့တံပြန်နိုင်ဖို့ကြိုးပမ်းနေတယ်ဟုရင်းကပြောသည်တိုက်ပွဲဝင်ဒရုန်းများမှာအရွယ်စားကြီးမှ၍အသွင်းချိန်ကြာမြင့်ပြီး အတန်းစုမြန်တော်လဲယခုမိုက်ခရိုဒရုန်းများမှာလက်သီးစုပ်ခန့်သာရှိပြီးအဖြစ်မြန်ကတည်ယူတုံးချမှုပုံမိုလွယ်ကူသဖြင့် တက်လုတ်ချိန်နှင့်တစ်ဖက်သို့တံပြန်ချုံကိုတိုက်ခိုက်ရန်အထူးအသုံးပြုနေသည့်အတွက်တော်လန်ရေးတပ်များအထူးသတိပြုနိုင်ရန်လိုအပ်ကြောင်းသိရသည့်စစ်ကောင်စီတပ်၏ drone တင်နှံများတွင် JR ကင်းထောက် drone များ၊တောက်တုတ်ကင်းထောက် drone များ၊ Dolphin Wing Quadcopter နှင့် Hexacopter တိုက်ခိုက်ရေး drone များ Delta Wing Suicide drone များအပါအဝင်အမျိုးအစားများပြားကိုတရုတ်နှင့်ရုရှားမှဝယ်ယူပြီးနည်းပြများအပါအဝင်တင်နန်းသားနေရဝင်းကျင်ခန့်နှင့်နေစဉ်လေ့ကျင့်ပေးနေကြောင်းဥစ္စာကထုတ်ပြန်ထားသည် Mm-hmm.